ညီမြုတ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဆိုတာကဘာတွေလဲဆိုတော့အရင်လကကျမတို့ဒီညီမြုတ်မိုင်းနဲ့ပတ်သက်ပြီးတော့ညီမြုတ်မိုင်းဆိုတာကဘာလဲဘယ်လိုနေရာတွေမှာရှိတတ်တယ်လဲညီမြုတ်မိုင်းအနေကင်းအောင်ကျမတို့တွေဘယ်လိုမျိုးလုပ်ကြမလဲဆိုတာကိုအကြံပြင်းပေါ့လေခြုံငုံပြီးတော့ပြောပြခဲ့ပါတယ်အခုတစ်ပတ်ကစပြီးတော့အဲ့ဓာတွေကိုအသေးစိတ်ခွဲချမ်းစိတ်ဖြာပြီးတော့ပညာပေးအကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာပါဒီတစ်ပတ်မှာတော့ညီမြုတ်မိုင်းဆိုတာဘာလဲပောက်ကွဲ ဲစီတက်တဲ့အာစစ်လက်ကျန်ပေါ့နော်စစ်ကျန်ပစ္စည်းတွေဆိုတာကဘာတွေလဲဆိုတာကိုအသေးစိတ်ပြောပြပေးပါမယ်လူတွေကဒီမြေကြီးပေါ်မှာပေါ့လေကျမတို့ဒီလွလွလပ်လပ်သွားလာနေကြပါတယ်ဒါပေမဲ့အဲ့ဒီမြေကြီးပေါ်မှာပဲဖြစ်ဖြစ်မြေကြီးအောက်မှာပဲဖြစ်ဖြစ်ပေါ့လေမမြင်ရတဲ့အနေရမျိုးစုံကရှိနိုင်တယ်ဆိုတာကိုမသိကြပါဘူးအထူးသဖြင့်တော့ကျမတို့မြန်မာနိုင်ငံလိုမျိုးပေါ့လေပြည်တွင်းစစ်ဖြစ်ပွားနေတဲ့နိုင်ငံမှာအဲ့ဒီအနေရကအချိန်မရွေးနေရာမရွေး ရှိနိုင်တာဖြစ်ပါတယ်။အဲ့ဒါကတော့မြေကြီးအောက်မှာဖြစ်စေမြေကြီးပေါ်မှာဖြစ်စေရှိနေတတ်တဲ့အန္တရာယ်ဒါမှမဟုတ်မြေမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့စစ်ကြံပစ္စည်းတွေပဲဖြစ်ပါတယ်။ မြေမြုပ်မိုင်းတွေမှာလူတွေကိုရည်ရွယ်ထားတဲ့မြေမြုပ်မိုင်းနဲ့ဒီရင်တွေကားတွေပေါ့လေကားတွေကိုရည်ရွယ်ပြီးတော့မြုပ်ထားတဲ့မြေမြုပ်မိုင်းဆိုပြီးတော့နှစ်မျိုးရှိတာဖြစ်ပါတယ်လူတွေကိုရည်ရွယ်ပြီးတော့ထောင်ထားအမြုပ်ထားတဲ့မြေမြုပ်မိုင်းတွေကိုတော့ကျွန်တော်တို့ကဒီ anti personal landmine ဒါမှမဟုတ်လူသက်မိုင်းလို့ခေါ်ပါတယ်ရင်တွေကားတွေကိုရည်ရွယ်ပြီးတော့ထောင်ထား ညှုပ်ထားတဲ့မိုင်းတွေကိုတော့ရင်ဖြတ်မိုင်းဒါမှမဟုတ်တင်းဖြတ်မိုင်းအင်္ဂလိပ်လိုတော့ anti tank mine လို့ခေါ်ကြပါတယ်လူတက်မိုင်းဆိုတာကလူတွေတက်နေမိရင်ဒါမှမဟုတ်လို့ရှိရင်ဒီထိတွေ့မိရင်ပေါ့လေပောက်ကွဲအောင်လှုပ်ထားတာမျိုးပါရင်ဖြတ်မိုင်းဒါမှမဟုတ်တင့်ကားဖြတ်တဲ့မိုင်းတွေကတော့ ဲ့ဒီသူတို့အပေါ်ကိုဒီရင်တွေကားတွေဖြတ်သွားတဲ့အခါမျိုးမှာဒီပောက်ကွဲအောင်ပေါ့လေလှုပ်ထားတာမျိုးဖြစ်ပါတယ်ဒါပေမဲ့အလေးချိန်ဘလောက်ရှိမှ ပောက်ကွဲမယ်ဆိုတာမျိုးတတ်သမှတ်ထဲတတ်မှတ်လို့တော့မရပါဘူးအခက်မသိရင်ပောက်ကွဲတက်တာဖြစ်လို့လူသက်မိုင်းပဲဖြစ်ဖြစ်တင်းဖြတ်မိုင်းပဲဖြစ်ဖြစ်ဝေးဝေးကနေရှောင်ရှားဖို့လိုအပ်ပါတယ်ပိုပြီးဆိုတာကတော့မိုင်းထောင်နေဆိုတာတစ်ဖက်လူမသိအောင် ထောင်တာမျိုးဖြစ်ပါတယ်ဆိုတော့မြေမြုပ်မိုင်းတွေကို ိုကလေးတွေက တွေ့ပြီးတော့ကစားစရာလိုမျိုးကစားမိလို့ပောက်ကွဲသွားတဲ့ဖြစ်စဉ်တွေလည်းရှမ်းမြောက်ဒေသထဲမှာရှိခဲ့ပါတယ်။နောက်တစ်မျိုးကတော့ပတ်ဝန်းကျင်မှာရှိနေတတ်တဲ့ကြောက်တုံးပေါ့နော်။ဒီကြောက်တုံးပုံနောက်ပြီးတော့တစ်သားတုံးပုံစံမျိုးတွေအဲရုပ်ဖြတ်ပြီးတော့မြေပြင်ပေါ်မှာဒါမှမဟုတ်မြေအောက်မှာဒါမှမဟုတ်ရင်လည်းမြေအောက်တဝက်အာ မြေပြင်မှာတဝက်ပေါ့လေတဝက်တပြက်တဝက်တပြက်နဲ့ထောင်ထားတာမျိုးတွေလည်းရှိတတ်ပါတယ်ဒါကလည်းဒီကြောက်တုံးမှတ်ပြီးတော့ဒါမှမဟုတ်လဲတစ်တုံးမှတ်ပြီးတော့နင်းမိရင်မဟုတ်ရင်လည်းဒီကင်တွယ်မိရင်ပေါ့လေပောက်ကွဲအောင်လှုပ်ထားတဲ့သဘော ဖြစ်ပါတယ်ဒါကြောင့်တည်တည်ချာချာမသိတဲ့ပစ္စည်းတွေဟာဆိုရင်မြေမြုပ်မိုင်းတွေဖြစ်နေနိုင်တာမို့လို့မထီမတွေ့မကင်မတွယ်ပဲထားတာကတော့အကောင်းဆုံးပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီတူးဆွထားတဲ့မြေမျက်နှာပြင်ပေါ့လေ ေတူးဆွထားတဲ့မြေမျက်နှာပြင်ဆိုတော့မြေကြီးတွေပွနေတဲ့ဟာမျိုးပုံမှန်မဟုတ်တဲ့မြေမျက်နှာပြင် ပုံစံတွေတီးရွက်တွေမြေကြီးတွေကဒီပြန်ဖုံးထားတဲ့မြေမျက်နှာပြင်တွေအောက်မှာဆိုလို့ရှိရင်လည်းကျမတို့ဒီမြေမြုပ်ပိုင်းတွေရှိတတ်ပါတယ်ဒါကြောင့်တခုခုထူးခြားနေတယ်ဆိုရင်ဒါမှမဟုတ်လေပုံမှန်ပုံတရံကမူမမှန်နေဘူးပေါ့လေမမှန်နေဘူးဆိုလို့ရှိရင်သေချာတာတခုကတော့လုံးဝကိုရှောင်ရှားတင်ပါတယ်မြေမြုပ်မိုင်းတွေပြီးရင်တော့နောက်ထပ်အနေရရှိတဲ့အရာတခုက ပောက်ကွဲစ စေနိုင်တဲ့စစ်လက်ကျန်ပစ္စည်းတွေပဲဖြစ်ပါတယ်။စစ်ဖြစ်ထားတဲ့နေရာတွေနောက်ပြီးတော့စစ်ဖြစ်နေတဲ့အချိန်တွင်းမှာဒီစစ်ကြောင်းတွေတွာလာခဲ့တဲ့နေရာတွေလေရင်ဘုံကျဲထားတဲ့နေရာတွေစစ်စခန်းပေါ့လေဒီစစ်ကြောင်းတွေကစခန်းလှည့်လည်ရင်းနဲ့ပေါ့လေတော်ထဲမှာတွားရင်လာရင်းနဲ့စခန်းချထားတဲ့နေရာတွေမှာဆိုလို့ရှိရင်လေဒီပောက်ကွဲစေတတ်တဲ့စစ်လက်ကျန်ပစ္စည်းတွေရှိနေတတ်ပါတယ် အဲ့ဒီပစ္စည်းတွေထဲမှာဘာတွေပါတယ်လဲဆိုရင်တော့မပေါက်ကွဲသေးတဲ့မြေမြုပ်မိုင်းတွေတင့်ဖြတ်မိုင်းတွေနောက်ပြီးတော့လက်ပစ်ဘုံအာပြီးရင်အမြောက်ကြီးတွေမော်တာကြီးလင်းရင်ပေါ်ကကျဲချလိုက်တဲ့ဘုံတွေဘုံအငယ်လေးတွေပါဝင်ပါတယ်မြေမြုပ်မိုင်းတွေကတော့ခုနကကျွန်မပြောပြခဲ့ပြီးဖြစ်ပါတယ်ဆိုတော့လက်ပစ်ဘုံဆိုတာကလည်းလက်နဲ့ကင်ပြီးတော့ပြည့်ရတဲ့ဘုံဖြစ်ပါတယ် ထုတ်လုပ်တဲ့နိုင်ငံရဲ့ထုတ်လုပ်တဲ့ရည်ရွယ်ချက်အပေါ်မှာမူတည်ပြီးမှတော့ဒီပုံသဏ္ဍာန်တွေကကွဲပြားနိုင်ပါတယ်အများဆုံးတွေ့ရတာကတော့ရစားပလင်းပုံစံအရှိန်မျိုးနဲ့နနတ်တီးလို့ခေါ်တဲ့ ကိုယ်ထဲမှာအကွက်အကွက်တွေပါတဲ့အမျိုးအစားတွေဖြစ်ပါတယ်။မော်တာနဲ့အမြောက်ကြီးတွေအများစုမှာကတော့ဒီအာထိတ်မှာပေါ့လေထိတ်ဖူးပါပြီးတော့ဖင်မိုင်းပေါ့လေနောက်ပိုင်းမှာဒီဒလက်တွေပါတက်ပါတယ်။ဆိုတော့တချို့မော်တာတွေမှာတော့ထိတ်ဖူးကပါလိမ့်မရှိပါဘူး။ထိတ်ဖူးမှာပောက်ကွဲစေတတ်တဲ့အပိုင်းထည့်သွင်းထားတာမျိုးရှိပြီးတော့ထိတ်ဖူးကမြေကြီးပေါ်ကျတာပဲဖြစ်ဖြစ်ဒါမှမဟုတ်တခုခုနဲ့ထိမိတာပဲဖြစ်ဖြစ်ပေါ့လေပောက်ကွဲအောင်လှုပ်ထားတာမျိုးဖြစ်ပါ ါတယ်။သူကတော့ပောက်ကွဲအားတော်တော်လေးကို ပြင်းထန်တတ်ပါတယ်။လေရင်ပုံးတွေကတော့အရွယ်စားကြီးမားပြီးတော့အလေးချိန်များလေးရှိပါတယ်။အာဆီလင်ဒါပုံးဒီတန်ထဲတွေဖြစ်နေတတ်ပါတယ်။သူကတော့ပောက်ကွဲအားအရန်အရန်ကိုမှ ပြင်းထန်ပါတယ်။နောက်တစ်ခုကတော့ဘုံသီးအငယ်တွေပါ။ cluster ဘုံးလို့ခေါ်တဲ့ဘုံသီးငယ်လေးတွေအများကြီးပါတဲ့ဘုံတွေကဘုံသီးငယ်လေးတွေ ဖြစ်ပါတယ်။ သူ့ကိုတွေ့တယ်ဆိုရင်တော့အဲ့ဒီအနာပတ်ဝန်းကျင်မှာပေါ့လေအာသူ့လိုမျိုးအဲဘုံဒီအငယ်တွေရှိနေတက်ပါတယ်ဒါကလည်းအနေရဖြစ်စေနိုင်ပါတယ်ဒါကြောင့်ကိုကိုတိုင်းကတေးသေးချာချာပေါ့လေမတိတဲ့ပစ္စည်းမတိချားတဲ့ပစ္စည်းတစ်ခုခုကိုအာမြင်နေတွေ့တယ်ဆိုတဲ့အခါမျိုးမှာလုံးဝမထီမိဖို့အာမပြောင်းရွှေ့မိဖို့နေရာမပြောင်းဖို့ ਨੇ အနီးကပ်သွားပြီးတော့ မကြည့်ဖို့အတွက်အလွန်ကိုအရေးကြီးပါတယ်။အနေရရှိနိုင်တယ်လို့တန်တရားရှိတယ်ဆိုလို့ရှိရင်လည်းကျမတို့အနေနဲ့ဒီတက်ဆိုင်ရာအာဏာပိုင်တွေ တာဝန်ရှိသူတွေဒါမှမဟုတ်လို့ရှိရင်မိုင်းရှင်းလင်းရေးအဖွဲ့အစည်းတွေကိုချက်ချင်းပဲအကြောင်းကြားသင့်ပါတယ်ရှင်။